အားလုံးမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားကားချစ်သူမိဘပြည်သူများအားလုံးမင်္ဂလာနံနက်ခင်းလေးရနေကြိုဆိုပါရစေကျွန်တော်တို့မင်္ဂလာနံနက်ခင်းစွာရန်ကုန်မြို့ရဲ့မင်္ဂလာနံနက်ခင်းလေးရနေကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ကတော့ကားချစ်သူမိဘပြည်သူများမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးအတွက်ကားနဲ့ပတ်သက်တဲ့ဘူဒ္ဓအစီအစဉ်လေးတစ်ဆက်ပေးတယ်မိမိဘွားတွေကရတဲ့အတွေ့အကြုံလေးတွေကိုကျွန်တော်တို့လူငယ်တွေအတွက်အစဉ်ပြေပါစေနော်ကျွန်တော်တို့ experience ရစေရန်တစ်ဆက်ပေးနေတဲ့ဘူမိုကားအမှုပညာပဲဖြစ်ပါရခင်ဗျာ ကဲဒီနေ့မှာတော့ကျေးဇူးရှင်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားကားချစ်သူမိဘပြည်သူများလို့ကျွန်တော်တို့ဆိုပါရနော်ကျေးဇူးရှင်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားကားချစ်သူမိဘပြည်သူများကျွန်တော်စီမှာကားလေးလားဝယ်ယူကြတဲ့အတွက်ကျွန်တော်ကျေးဇူးရှင်လို့ကျွန်တော်သတ်မှတ်ပြီးပြောပါရနော်ကျွန်တော်တို့ရဲ့ထမင်းရှင်ကျေးဇူးရှင်လို့ပြောပါရခင်ဗျာဒါကြောင့်မလို့ကျွန်တော်တို့ကျေးဇူးရှင်ထမင်းရှင်မိဘပြည်သူအားလုံးကျွန်တော်တို့တစုံတရာကိုမိုးကားနုပညာကားဆေးစင်တာကနေပြီးတော့ကျွန်တော်တို့ဘလို့တွေဆောင်ရွက်တယ် ဆိုတာကိုကျွန်တော်တို့သိရှိအောင်လို့ကျွန်တော်ဒီနေ့မှာတော့ဗီဒီယိုလေးမှာပြဆက်ပေးမှာဖြစ်ပါတယ်အဲကျွန်တော်တို့ကားလေးဘလို့ရောင်းချပေးလဲကားလေးဘလို့လဲထက်လုပ်ပေးလဲဘလို့မျိုးကျွန်တော်တို့အရေးကြတွေဆောင်ရွက်ပေးလဲဆိုတာဒီဗီဒီယိုလေးကနေတဆင့်ကျွန်တော်တင်ဆက်ပေးလိုက်ပါရခင်ဗျာအားလုံးအကျိုးစုံတရားရရှိပါစေကားနဲ့ပတ်သက်ပြီးတော့ဘူးသူရလည်းသိပါစေကားလေးတွေဘလို့ကျွန်တော်တို့ကုမိုးကားနုပညာနဲ့ရောင်းချလဲဆိုတာလည်းသိရှိသွားပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ဒီဗီဒီယိုလေးကနေပြီးတော့မနက်ခင်းလေးမှာအေဂျင်လာတဲ့မနက်ခင်းလေးကနေတင်ဆက်လိုက်ပါရခင်ဗျာအားလုံး ကျွန်တော်တို့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးစီးပွားရေးတွေကောင်းကြပါစေ၊အနေရီကင်းကြပါစေ၊ဘေးတွေရှင်းကြပါစေ။အဲကျွန်တော်တို့စီးပွားလက်လာပါတွေအဆမတန်တိုးတက်ကြပါစေလို့ဆုမွန်အောင်တောင်းလိုက်တယ်။နောက်ပြီးတော့အနေရီတွေလည်းကင်းကြပါစေနော်။ကတ်သုံးမအနေကြော်နိုင်ကြပါစေလို့ဆုမွန်အောင်တောင်းတယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအိုးနိုင်ငံရချားမှာတွားရောက်ပြီးလောက်ကန်နေကြတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးလည်းဘေးအနေရီကင်းကြပါစေ။မိသားစုနဲ့နွေနွေထွေးထွေးပျော်ပျော်ရွှင်လေးနေနိုင်ကြပါစေလို့ဥတော်ပထမဆုမွန်အောင်တောင်းရင်းနဲ့ ကျွန်တော်ကုမိုးကာနုပညာနေပြီးတော့ကျေးဇူးဆက်တော့အားဖြင့်ကျေးဇူးတုံ့ပြန်တော့အားဖြင့်ကျွန်တော်တို့၄ရံမေးတဲ့သူတွေရှိတယ်ကားလေးတွေဆိုရင်တော့ကျွန်တော်900ရံမေးတဲ့သူမိတ်ဆွေတွေရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့အတက်နိုင်ဆုံးကျွန်တော်900 600ဝင်းကျင်ကားလေးတွေကိုကျွန်တော်တို့အတက်နိုင်ဆုံးကျွန်တော်တို့ကြိုးစားပြီးတော့ရောင်းချပေးတယ်ပြီးသွားရင်ကျွန်တော်တို့သိန်း600ဝင်းကျင် EV ကားလေးတွေမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားအားလုံးကျွန်တော်ကုမိုးကာနုမြန်မာစီမှာအဲဝယ်ယူရရှိနိုင်ပါသေးသော EV ကားရှိုးရုံးလေးကိုကျွန်တော်ထပ်မံပြီးတော့ အတိုးချက်ထားပါတယ် EV ကားသီးသန့်လေးကျွန်တော်ရရှိစေရန်เนาะအကျွန်တော်ကြည့်ရှုနိုင်သေးတယ်လေးလာနိုင်သေးတယ်ပြီးတော့ရင်တော့ဝယ်ယူနိုင်သေးရန်ဆိုဒီအတိုင်းမှာလည်းကျွန်တော် EV ကားလေးဆိုလို့ရှိရင်3သီး4သီးလောက်ကိုကျွန်တော်တို့အရောင်းဝယ်လေးရှိပါတော့အားကြောင့်မလို့ကျွန်တော်ဒီမှာလာတော့လေးလာနိုင်ပါတယ်လို့အဲဒီနေရာနေပြောကြလို့ပါတယ်အကျွန်တော်တို့ကားလေးတွေဘယ်လိုရောင်းချတာလဲဆိုတာလေးကိုလည်းအနေငယ်သိရှိသွားပါသေးဆိုပြီးတော့ပြောပြမယ်เนาะကျွန်တော်ကုမိုးကားနုပညာစီမှာ ကားလေးတွေရောင်းချတယ်ဆိုရင်ကျွန်တော်တို့မျက်မြင်ရောင်းချတာမျက်မြင်ရောင်းချတယ်ဆိုတာကတော့နားလဲပြီးတဲ့သူမိတ်ဆွေတွေခေါ်လာခဲ့တယ် ခေါ်လာခဲ့လို့လည်းရတယ်ခေါ်လဲတကယ်လဲခေါ်လာတယ်ခေါ်လာတဲ့နေရာမှာဒီကားလေးတွေကကျွန်တော်တို့ဂျပန်ကားလေးတွေဆိုများသောအဖြစ်က၄၄ရာတန်း၅ရာတန်း၆ရာတန်းလေးကဂျပန်ကားလေးများတယ်များသောအဖြစ်တော့သုံးဆွဲထားတဲ့ကားလေးဖြစ်တဲ့အတွက်ပြန်စည်းလေးပါတယ်အနေငယ်အနာစာလေးပါတာလေးရှိတယ်ဗျဒါလေးတွေကိုကျွန်တော်တို့နားလေလူတွေကတိရှိပြီးတော့လက်ခံပြီးတော့လက်ခံနေဆိုရင်ကျွန်တော်တို့ကဂျင်းကိုစစ်ပါနော်ကျွန်တော်တို့တရားဝင်စစ်လို့ရတယ်နားလေတကြွန်းသူနဲ့ကျွန်တော်တို့ယုံထဲမှာသွားစစ်လို့ရတယ်ကာညနာယုံထဲမှာပေါ့နော် သွားစစ်ပြီးတော့မှကျွန်တော်တို့သွားစစ်သွားစစ်ပြီးတော့မှဆင်ရချငွေချေဆိုတဲ့အဆင့်တွေကိုကျွန်တော်ဆက်လက်ပြီးဆောင်ရွက်တာဖြစ်ပါတယ်ဒီတန်ကြီးကျွန်တော်တို့ဒီကားတော့ရော့ကြိုက်တယ်ဆိုဒီကားတစ်ခါတည်းပြလိုက်တဲ့ပုံစံမဟုတ်ဘူးကျွန်တော်တို့ကရင်စစ်ပါတယ်နော်ရင်စစ်ပြီးတော့မှကျွန်တော်ငွေချေချင်းတွေကိုအဆင့်ဆင့်ဆောင်ရွက်တာဖြစ်ပါတယ်လို့အဲဒါကြောင့်မို့လို့ကျွန်တော်တို့ချိုးနံပါတ်1နဲ့3ပါဆိုလို့3ပါဆိုရင်နံပါတ်3ပါဆိုရင်ကျွန်တော်တို့ဆင်ချထားတဲ့ကားလေးတွေအရစ်ကြကားလေးတွေကိုထားရတာဖြစ်ပါတယ်အရစ်ကြဆောင်ရွက်ရင်လည်းဒီလိုပဲကျွန်တော်တို့အရစ်ကြတစ်ခုလည်းမဟုတ်ဘူးအရစ်ကြဆိုရင် microfine နဲ့အရစ်ကြလေးရှိတယ်ဘန်အရစ်ကြရှိတယ်ပြီးသွားရင်ကျွန်တော်တို့ အော်ငွေကြမ်းရစ်ကြရှိတယ်ငွေကြမ်းဆိုတော့100 200စသဖြင့်ကျွန်တော်တို့သိန်းတစ်ဆောင်နဲ့ဝယ်တယ်သိန်း800ပဲကျွန်တော်တက်နိုင်တယ်ဒါဆို200ကျမဲပေါ့ဗျာဒါမျိုးလေးတွေကိုလည်းကျွန်တော်တို့အတူနှုံးလေးနေကျွန်တော်တို့အဲရစ်ကြရရှိပါစီဆိုတော့စေစနာမြေတားလေးနေကျွန်တော်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်တို့နေရမိတ်ဆွေတွေအဆင်ပြေအောင်ကျွန်တော်ရန်ကုန်မြို့ဝမိတ်ဆွေတွေအဆင်ပြေအောင်လို့ကျွန်တော်နေမြေဒေသမြေအဆင်ပြေအောင်လို့ကျွန်တော်ဆောင်ရွက်ပေးနေတာဖြစ်ပါဒါအရေးကြပုံစံလေးနေနော် ဒီလိုမျိုးကျွန်တော်တို့ဆောင်ရွက်ပေးတဲ့အပြင်ကိုကျွန်တော်တို့အားသာအခြားအခြားဆောင်ရွက်မှုတွေလည်းရှိတယ် after sales service ဆိုတာကျွန်တော်တို့ပြန်လည်ပြီးရောင်းချခြင်းနဲ့နော်ကျွန်တော်ကျွန်တော်ပြောချင်တာအဓိကပြောချင်တာကျွန်တော်ကားလေးတွေမှာမိမိစိတ်ကြိုက်စစ်ဆေးပါစစ်ဆေးတယ်ဆိုတော့ကျွန်တော်တို့ကိုယ်လိုမေးလဲရတယ်ဒီကားလေးတွေကကိုမိုးကြီးအချို့မေးတဲ့သူတွေရိုးသားဆိုတာမေးလို့ရပါတယ်ခင်ဗျာရိုးသားတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားကျွန်တော်ဒီကားလေးကတော့ဘာကြီးလို့လဲပြန်စည်းလေးပါတတ်တယ်ကျွန်တော်အခုလောတဲ့အဲ China brand အစ်စ်လေးတွေတောင်မှပြန်စည်းတွေပါလာပြီ အဲပါကြံပြန်စည်းပါလာရှိတယ်နောက်ဖုံးပြန်စည်းပါလာရှိတယ်တကားမှာပြန်စည်းပါဒီလိုမျိုးလေးတွေကိုလက်ခံပြီးတော့အနာစာအဓိကမရှိရင်ပြီးရောဆိုပြီးပုံစံမျိုးတွေလက်ခံပြီးတော့ကျွန်တော်စစ်ဆေးတယ်စစ်ဆေးပြီးရလို့ရှိလို့ရှိရင်ကားကိုတရားဝင်စစ်ဆေးတယ်အဲ့လို step by step သွားတယ်ကျွန်တော်တို့ကတရားဝင်စစ်ဆေးတယ်တရားဝင်စစ်ဆေးပြီးတော့မှကျွန်တော်တို့ဝေချေခြင်းနေဆောင်ရွက်တာဖြစ်ပါတယ်အဲကျွန်တော်တို့ရဲ့ဒါရောင်းချတဲ့ပုံစံလေးနေ့စဉ်နေ့တိုင်းကျွန်တော်ရောင်းချနေတဲ့ပုံစံလိုအန်စင်းကျွန်တော်တို့ရောင်းချတာမဟုတ်ပါဘူးနော် အဲဒါလေးကိုလည်းကျွန်တော်ထပ်မံပြီးဖြည့်ဆွတ်ပြောတာဖြစ်ပြီးတော့အချာအချာအာသာအာသာရှိုးရုံနေကျွန်တော်တငယ်ချင်းတွေများစွာရှိုးရုံနေရှိတယ်ဒီရှိုးရုံနေကာယောင်းချရတဲ့သူတွေလည်းဒီလိုမျိုးလေးတွေကျွန်တော်ဝယ်ယူမယ်ဆိုရင်ပို့ပြီးတော့အဆင်ပြေပါတယ်လို့ဒါဘုသူတအနေနဲ့ပြောကြရင်းနဲ့ကျွန်တော်တို့ဒါဆိုတော့ကျွန်တော်တို့ကိုရိုဒီအတွက်စိတ်ဖြစ်သွားတာပေါ့နော်ကျွန်တော် engine mind နေ gear box တွေအဲဒါကွန်ပျူတာတွေထိုးပြီးစစ်ဆေးတယ်ဒီလိုစစ်ဆေးပြီးဝယ်ယူမယ်ဆိုလို့ရှိရင် ကားဝယ်ယူသူတွေအနေနဲ့ပို့မိုပြီးတော့ကျွန်တော်တို့စိတ်ဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကိုယ်တိုင်ကားလေးရောင်းတဲ့အခါမှာကျွန်တော်တို့ပွင့်လင်းမြင်သာသွားဖြင့် เนาะကျွန်တော်တို့အနာစာလေးနည်းနည်းရှိတယ်ပါးချမ်းလေးထိထားရှိတယ်ဒီလိုမျိုးကိစ္စမျိုးလေးဆိုရင်ကျွန်တော်တို့နံပါတ်ပြားတွေကိုပါကျွန်တော်တို့ဖွင့်ပြီးတော့ကျွန်တော်ပြသထားတာဖြစ်ပါတယ်ခုခုအမှားတစုံတရာရှိခဲ့စီရှိတော့ပြောမရဘူးကားတွေဆိုတာအမှားတစုံတရာရှိရင်ချက်ချင်းသိအောင်လို့ကျွန်တော်နံပါတ်ပြားလေးတွေကိုဖွင့်ပြီးတော့ပွင့်လင်းမြင်သာစွာရောင်းချပေးနေတာဖြစ်ပါတယ်ခင်ဗျာအဲဒါကိုလည်းထပ်မံပြောကြရင်လည်းကျွန်တော်တို့ကားလေးတွေကို after စေးစားပစ် after စေးစားပစ်ဆိုတာကျွန်တော်တို့ကားလေးတွေဝယ်ပြီးသွားပြီးဝယ်ပြီးနောက်ပိုင်းမှာကျွန်တော်တို့ပြန်လဲရောင်းချခြင်းနဲ့အကြောင်းမျိုးမျိုးကြောင့်ငွေလိုတာပဲဖြစ်ဖြစ်ကျွန်တော်တို့ အခြားကျွန်တော်တို့ကားပြန်လဲကျင်တာပဲဖြစ်ဖြစ်လဲကျင်တယ်ဆိုကျွန်တော်စီမှာလဲထပ်ပြန်လုပ်လို့ရတယ်မိမိလိုချင်တဲ့ကားလေးနဲ့ကျွန်တော်ဘယ်ပြီးခဲ့တဲ့တစ်နှစ်ကဝယ်ထားတဲ့သူတွေလည်းများစွာကျွန်တော်အလဲထက်တွေပြုလုပ်ပေးနေရတော့ဒီမှာကျွန်တော်ကားလေးတွေတစ်နှစ်ကို2စီး3စီး4စီးလောက်တစ်ခါရံရောင်းရတာရှိတယ်ဒါဆိုရင်ကျွန်တော်အလဲထက်တွေပေါ့နော်လဲထက်ဆိုကျွန်တော်ကားလေးတွေပြန်ယူပေးလိုက်တယ်အဲ့လိုမှကျွန်တော်စီမှာကားလေးတွေက20 30လောက်ရှိတယ်များစွာအဖြစ်အစီး20 30တိုးမဲ့ကျွန်တော်တို့ကားလေးတွေတစ်နှစ်ကို4စီး5စီးတစ်ခါရံရောင်းရတယ်ဆို3-4ရက်ဆိုလို့ရှိရင်ကားတွေကုန်သွားမှာပေါ့နော်အဲ့လိုမဖြစ်အောင်ကျွန်တော်ပြန်လဲပြီးတော့အလဲထက်တွေစောင့်ရပေးတာဖြစ်ပါ လဲထက်တွေစောင်းရွက်တဲ့နေရာမှာမိမိကားအဟောင်းလေးပေါ့နော်မိမိသုံးဆွဲတဲ့ကားလေးနဲ့ကျွန်တော်ဆီမှာရှိတဲ့ကားလေးနဲ့အလိုက်ပေးအလိုက်ယူပုံစံမျိုးနဲ့ကျွန်တော်တို့လဲထက်ပြုလုပ်ပေးတာဖြစ်ပါတယ်အဲဒါကတော့ after စေးစားပြီးနေနဲ့စောင်းရွက်ပေးပြီးတော့ကျွန်တော်တို့ကားနဲ့ပတ်သက်ပြီးတော့စေးတက်ခြင်းလုပ်ချင်တာတို့ after စေးစားပြီးနေနဲ့ engine စစ်ချင်တာလားနော် engine နဲ့ပတ်သက်ပြီးတော့လုပ်ချင်တာလားကျွန်တော်တို့စောင်းရွက်ပေးတယ်လမ်းညွှန်ပေးတယ်တော့အခြားကျွန်တော်တို့ကားလေးတွေထိခိုက်ထားတာရှိလို့ရှိလို့ရှင်လဲဆေးပြန်လုပ်ချင်တယ်ဆိုလို့ရှင်လဲကျွန်တော်တို့ဆေးလုပ်တဲ့နေရာလေးတွေကျွန်တော်လမ်းညွှန်ပေးတယ် အဲကားလေး spare ပစ္စည်းလေးတွေဝယ်ခြင်းလဲဆိုလို့ရှိရင်လည်းပြန်လည်ပြီးလမ်းညွှန်ပေးတယ်ဒါတွေတော့ after စစ်စပစ်နေတဲ့များစွာဆောင်ရွက်ပေးနေတာဖြစ်ပြီးတော့ကျွန်တော်စီမှာကုမိုးကားနုပညာကားစစ်စင်တာမှာကားလေးတွေဝယ်ယူခြင်းနာလားကားရောင်းချခြင်းနာလားကားအလဲထက်လုပ်ခြင်းနာလားကားနဲ့ပတ်သက်ပြီးအရေးကြငွေကြံတွေဝယ်ယူခြင်းနာလားတနေရာထဲမှာ one stop အနေနဲ့ဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက်မိတ်ဆွေများအားလုံးယုံကြည်စိတ်ချသွားလာရောက်ခဲ့ဖို့ဖိတ်ခေါ်ရင်းနဲ့ကျွန်တော်တို့ကုမိုးကားနုပညာစီမှာကျွန်တော်တို့ အခုရက်ပိုင်းအခုနှစ်ပိုင်းမှာများစွာအားပေးကြတဲ့မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားကျေးဇူးရှင်အားလုံးကိုကျွန်တော်တို့ကျေးဇူးတင်ပါတယ်လေးစားပါတယ်လို့ဒီနေရာနေပြီးတော့နှုတ်ခွန်းဆက်သလိုက်ပါတယ်အားလုံးကျေးဇူးရှင်ကားချစ်သူမိဘပြည်သူများအားလုံးစီးပွားရေးတွေကောင်းကြပါစေအနေတွေကင်းကြပါစေဘေးတွေရှင်းကြပါစေလို့ဆုမွန်အောင်တောင်းရင်းနဲ့နောက်ထပ်နောက်ထပ်ဗီဒီယိုတွေမှာပုံမကားမှုပညာနဲ့ပြန်လည်ဆုံတွေ့ကြမှာခင်ဗျာကဲဒီဗီဒီယိုကနေပြီးတော့အကျိုးတစုံတရာကားနဲ့ပတ်သက်ပြီးတော့ရရှိကြပါစေလို့ဆုမွန်အောင်တောင်းလိုက်ပါတယ်ခင်ဗျာအားလုံးရှင်လန်းချမ်းမြေ့ကြပါစေအားလုံး